ဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ HN4015 module လေးကိုအသုံးပြုပြီးတော့ solar controller နဲ့အသုံးမှတ်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် solar ကို power supply အနေနဲ့သုံးမှာပဲဖြစ်ပါတယ်ဟော power supply ကို solar အနေနဲ့သုံးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်15 volt input ပေးထားတယ်โอเคကတ်ကိုကျွန်တော်အဝင်15 volt ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့တော့ ဒီမှာပရိသတ်နှစ်ခုပါပါတယ်တစ်ခုကကြတော့ဘိုရီကိုချိန်မှာတစ်ခုကအန်ဘီယာကိုချိန်မှာဖြစ်ပါတယ်ကျွန်တော်တို့တက်တက်ရနေကြည့်လို့ရှိရင်ပထမဆုံးမြင်ရတဲ့အလုံးကဘိုရီကိုချိန်ရမှာပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ကဲ့ရဲ့အောက်ဘုတ်ကိုထောက်ကြည့်လိုက်မယ်အောက်ဘုတ်က15ဘုတ်ပြရတယ်နော်အဲ့ဒါကိုကျွန်တော်တို့ကချိန်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အရင်ဆုံးချိန်မယ်ဆိုလို့ရှိရင်ဒီပရိဇက်လေးပေါ့နော်ပရိဇက်လေးကိုကျွန်တော်တို့ကညာဘက်ကိုလှည့်လို့ရှိရင်ဘိုရီကတင်မှာပဲဖြစ်ပြီးတော့ဟိုဒီဘယ်ဘက်ကိုလှည့်လို့ရှိရင်ဘိုရီချဘိုရီချမှာပဲဖြစ်ပါတယ် အဲဆိုလို့ရှိရင်ကျွန်တော်ဗိုးလေးချလိုက်မယ်။ तू ကနည်းနည်းလေးတော့ပထမဆုံးအနေနဲ့နည်းနည်းလေးလှည့်ရတယ်ပေါ့နော်။ तू ပရီဇက်အပတ်ရင်မီအောင်လှည့်ရတယ်။ပြီးလို့ရှိရင်တော့ तू မှာ तू तू မြင်မြန်မြင်မြန်ပြောင်းသွားတယ်ပေါ့နော်။ဗိုးလေးကမြင်မြန်ဆန်ဆန်ပြောင်းသွားတယ်။တချို့လူတွေအဲအဲ့ဒါလေးမှာတော်တော်လေးအဆင်မပြေကြတာများပါတယ်။အဲ့တော့ तू အပတ်မီအောင်ဟုတ်တယ်။ तू ပဲမီသွားရင်ဗိုးလေးကအတက်ကြမြန်ပါတယ်။โอเคကျွန်တော်လီဒီယန်တွဲဖို့အားသွင်းပါဆိုတော့တွဲပိုင်းစစ်ဖို့ထားထားလိုက်မယ်เนาะ ကဲရပြီ12ဘိုင်းစပို့ထားမယ်ထားပြီးလို့ရှိရင်ကျွန်တော်လက်ရှိကတော့ကားရန်ကိုမချိန်သေးပါဘူးဘက်ထရီတက်ပြီးမှကားရန်ကိုချိန်မှာဖြစ်ပါတယ်အခုဆိုရင်အဝင်16ဘူးကားရန်မစီးသေးဘူးပေါ့နော်ကျွန်တော်ကားရန်ကိုချိန်မှာ AMBIO ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တခါတည်း power supply နဲ့ကားရန်ကိုချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကညာဘက်ကိုလှည့်ရပါဘူးနော်ညာဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်ကားရန်တင်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်က2.5လောက်2.5လောက်တင်မှာပဲဖြစ်ပါတယ်โอเคသူက ပထူတက်မှချိန်လို့ရမှာနော်ပထီမတက်ဘဲနဲ့ချိန်လို့မရပါဘူးโอเคလှုပ်ရှိမှချိန်လို့ရမယ်သဘောပေါ့နော်အဲဒါကျွန်တော်ပထီပထီနဆောက်ကိုကျွန်တော်တက်ထားတယ်တက်ပြီလို့ရှိရင်ကျွန်တော်ကားတောင်ဆချိန်မှာဖြစ်ပါတယ်ခွေးကားလန်ဒီလိုပါပဲနော်ချိန်လို့ရတယ်ကားရန်ကကျွန်တော်ညာဘက်ကိုလှည့်မယ်ဆိုလို့ရှိရင်အမ်ဘီယာကိုဒါပထီကိုပေးနေတဲ့အမ်ဘီယာပေါ့နော်ဒါကို1အမ်ဘီယာ ကျွန်တော်ဒီမှာဒီနားမှာเนาะ current limit လို့တဲ့ midi လေးပါတယ်เนาะအဲ midi လေးလည်းတစ်ချက်ကြည့်ရမယ်ဒီကောင်က2.5လောက်နဲ့ကျွန်တော်တွင်းလာနေဆိုရင်တော့နည်းနည်းလေးနှွေးပါတယ်ပူပါတယ် okay အဲ current midi လေးပေါ့เนาะ current midi လေးပျောက်သွားတာလေဒါကျွန်တော် r တော့တွင်းနေပေါ့เนาะ okay ဒါကတော့ ampere ကိုအတိုးလျှော့လုပ်တဲ့အနေနဲ့ကိုလိုရင်လိုသလိုသုံးတဲ့နည်းလေးပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ